ားလုံးပဲမင်္ဂလာပါဧပြီလဗုဒ္ဓဟူးသတမိတွေအတွက်ဟောကင်းလေးကိုကျွန်တော်ခုတင်ပေးပါမယ်ဧပြီလ၁ရက်နေ့ကနေစပြီးတော့ဗုဒ္ဓဟူးသတမိတွေကဘလူးဆွမ်းအင်မျိုးတွေရှိနိုင်တယ်ဆိုတော့ဗုဒ္ဓဟူးသတမိကဧပြီလမှာပို့ပြီးတော့တခြားနေ့သတမိတွေထက်ပိုကံကောင်းတယ်လို့ပြောလို့ရတယ် အဲ့တော့ကိုယ့်ရဲ့မိကောင်းဆွေကောင်းတွေတိုးပွားတာမိဆွေတွေရဲ့အဲဒီကောင်းတဲ့အကျိုးကျေးဇူးကိုခံစားရတာအကျိုးရလဒ်ကိုခံစားရတာကိုကိုကြီးခဲ့တဲ့ကိုရှိမှလုပ်ခဲ့တဲ့ကိုကြီးခဲ့တဲ့မိဆွေတွေအပေါင်းတဲ့နေတဲ့ချင်းတွေပေါ်မှာကိုကြီးခဲ့တဲ့အကျိုးရလဒ်အကျိုးကျေးဇူးကိုခံစားရတာမျိုးတွေရှိနိုင်တယ်ပြီးတော့ကျတော့ပူးပေါင်းဆောင်ရွက်တဲ့လုပ်ငန်းတွေမှာအကောင်းတာအဆင်ပြေတာကိုတွေ့ရတယ် အဲ့တော့ဘဂဝတ္တသမီးရဲ့ဧပြီတရက်နေ့ဆိုရယ် new moon ကာလာနေပြီးတော့ဧပြီ9ရက်နေ့ထိဒီကာလာကကိုယ့်ရဲ့ intention setting တွေအသစ်ချလို့ကောင်းတဲ့ကာလာဖြစ်တဲ့အတွက်ကြောင့်မလို့ low intention တွေကိုချရမလဲဆိုတော့အဲကိုယ့်ဘယ်အရာတွေကို creativity စပြီးတော့လုပ်ချင်လဲအဲကိုယ်မှာဘလို့စိတ်ကူးစိတ်တန်တွေရှိတယ်ကိုယ့်ရဲ့စိတ်ရှိတဲ့စိတ်ကူးစိတ်တန်တွေကိုယ့်ရဲ့အရေးအချက်တွေကိုယ့်ရဲ့ talent တွေကိုအသုံးချပြီးတော့လုံးနဲ့လုံးမဲ့အလုပ်တွေပို့ပြီးတော့အဆင်ပြေမှာဖြစ်တဲ့ကြောင့်မလို့အဲ့ဒါကြီးနဲ့ပတ်သက်တဲ့ intention တွေကို setting ချလို့ကောင်းပါတယ်။ So ဘုဒ္ဓဟူသားသမီးတွေရဲ့ April 9ရက်နေ့အာဒီ first quarter ပေါ့နော်။ Moon ရဲ့ first quarter နေ့စပြီးတော့ April 14ရက်နေ့ထိအော် Moon ကလာရဲ့ပထမ first quarter မှာ blue action နဲ့ challenge တွေကိုကြုံရနိုင်တယ်ဆိုတဲ့အခါကျတော့ဟွန်းကိုရဲ့ကိုရှိမှ action တွေတော်တော်လုပ်ခဲ့ပြီးပြီလို့ယူဆတယ်။ အများကြီးလုတ်ခဲ့ပြီးပြီကိုဒီရလတ်တစ်ခုကိုရလာဖို့အတွက်ထိုက်တန်တာပေါ့နော်အဲ့တော့ဒီအောင်မြင်မှုကိုရလာဖို့အတွက်ထိုက်တန်နေဆိုတဲ့အနေထားတစ်ခုမှရှိနေတာဖြစ်တယ်လို့ဆိုလို့အဲ့ဒီရှေ့မှာကိုစူးစမ်းခဲ့တဲ့အောင်မြင်မှုရဲ့အသေးအပွင့်တွေရှေ့မှာစူးစမ်းခဲ့တဲ့ပညာရေးဆိုတဲ့ရှေ့မှာကိုစူးစမ်းခဲ့ရတဲ့ရလတ်တွေကိုမြင်ရတယ် relationship ဆိုရင်ရောဝေကြီးဆိုရင်ရောစသဖြင့်ကိုရှေ့မှာစူးစမ်းခဲ့တဲ့မြတ်ရလတ်ကဒီ April မှာမြင်ရတယ်ပေါ့ဒီရဲ့အတွေ့အမြင်တွေကိုရဲ့ခွန်အားတွေကိုရဲ့အလုပ်အကိုင်တွေကိုရဲ့ပညာရေးနဲ့ပတ်သက်ပြီး ီးတော့ဒီထက်ပိုပြီးအစင်းမြင့်တဲ့အရာတွေနဲ့ပတ်သက်ပြီးတော့အရလက်ကောင်းနေကိုကိုစက်ပြီးတော့လုံးနိုင်မယ်အော်ဒီရလက်တွေလည်းရမယ်ရှေ့မှာအခွင့်အရေးတွေပို့ပြီးတော့ပေါ်လာတာမြင်ရတာကိုတွေ့ရလိမ့်မယ်ဒါပေမဲ့အရာတိုင်းမှာအခက်အခဲဆိုတာရှိတယ်အခက်အခဲဒီကြော်လွားနိုင်ပြီးတော့ကိုယ့်ရဲ့အခက်အခဲကဒီသားစုပါချီပြီးတော့အဆင်ပြေသွားတယ် เนาะကိုယ့်ရဲ့မိသားစုတစုလုံးမှာအစင်ပြေတာပြန်ပြီးတော့အစင်ပြေတာပြန်ပြီးတော့ဥမော့လာတာအကုန်လုံးပြန်ပြီးတော့ဟို gather ပေါ့เนาะ gathering လို့မျိုးအဲတစုတစီရဲ့ပြန်ပြီးတော့အစင်ပြေလာတဲ့အရာတွေကိုမြင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့အာကောင်းပါတယ် merit လို့မျိုးအမ်လက်ထက်တဲ့ကိစ္စရက်တွေအစိတ်ဆက်ကြောင်းတဲ့အရာတွေလက်ထက်တဲ့အကြောင်းအရာတွေရှိတဲ့ဗုဒ္ဓဟူသားသမီးရေဆိုလို့ရှင်လဲအဆင်ပြေပါတယ်နော်အဲ့တော့ April 15ရက်နေ့ pulmon kala ga ni bi pulmon kala ma igrasa nga ni bi igrasa ni ti po no transformation so energy ni wo twei ya de pulmon kala ye ပုံမှန်ကာလကနေဧပြီ15နေ့စပြီးတော့ transformation ဆိုရယ်အပြောင်းလဲဆိုရယ်အာ energy ကိုတွေ့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့အရင်နှုံးကလုတ်ခဲ့တဲ့မကောင်းတဲ့အရာတွေကတည်ဆုံးသွားပြီးကောင်းတဲ့အသစ်တစ်ခုပြန်ပြီးမွေးဖွားလာတဲ့ rebirth energy မျိုးကိုတွေ့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့အပြောင်းလဲတွေမှာကိုယ်ဒီ handle ဖြစ်အောင်လုပ်နေရမယ် ဒီအကြောင်းလေးတွေမှာကိုရှင်တန်တက်အောင်လို့နေတက်ပါတယ်အဲ့တော့ကိုဘဝမှာဘယ်တချို့အရာတွေပြီးသွားတယ်တချို့အရာတွေစတယ်ဒါဆိုရလဲ transformation နဲ့အဲ့ transformation နေတိုင်းမှာကိုကဒီရှင်တန်နိုင်မှကိုယ်တွက်ပို့ပြီးတော့အာခွန်အားတစ်ခုဖြစ်လိမ့်မယ်။ဒါကိုလုံးတဲ့အရာတွေကိုပြက်ပြက်တာတာခင်းခင်းမြန်မြန်လုပ်ရမယ်၊ဆုံးဖြတ်ရမယ်။ အဲ့တော့ decision တွေကိုအမြန်ဆုံးချရမယ်လှုပ်ရှားရှိရတယ်လည်းအချိန်ဆွဲပေးနဲ့မြန်မြန်လုပ်မှအပြောင်းလဲတစ်ခုခုကျုံလာပြီဆိုလို့ရှိရင်မြန်မြန်ပြောင်းလဲနိုင်မှာကိုကိုကိုမြန်မြန်အကောင်ပြောင်းနိုင်မှာပို့ပြီးတော့အဆင်ပြေနိုင်မယ်ကိုဒီအဲ 啊！我表妹夫老婆在贵阳，一家的好年什么也美。贵阳，谁城也丰着，谁城也好年。贵阳啊真好年，我们呢什么地道嘞？来么偏道嘞？一家好年，父母好年，丰盛好年。呃，我还不得，他那个姨妈不就生气了么？ ဧပြီ23ကနေစပြီးတော့လာကုန်ထီကို moon quarter ရဲ့ last quarter last quarter မှာဘယ်အရာတွေကို release လုပ်ရမလဲဘယ်အရာတွေကို reflect လုပ်ရမလဲဆိုတာလေးကိုကြည့်ပါဘို့ဘုရုံသားသမီးရဲ့လေကိုကအမြဲလေးဘာလို့အစဉ်ပြေတယ် ို့အတွက်အများရန်အစင်းသင်းဖြစ်နေတယ်ဆိုတော့အเจ้าညာကောင်းကလေးကိုလှုပ်ခဲတဲ့အဘန္နတ်နေရဲ့အာကုသိုလ်ကောင်းမှုတွေရဲ့ရလက်ကောင်းနေဒီဘဝဒီအချိန်မှာပြန်ခံစားနေရပင်မဲ့တခုတည်းထားဖို့ပါဘုဒ္ဓသာသမီတွေကဒီမှာ energy match ဖြစ်နေရဲ့ဘုဒ္ဓသာသမီတွေရပါတော့အာဒီရရရတယ်ဆိုလို့ရှိရင်ငွေကြေးရတယ်ရလူရတယ်စီးစိမ်ရတယ်ကိုယ်လိုချင်တာရတယ်ဆိုလို့ရှိရင်သူများကိုမောက်မာတတ်တယ်အဲသူများကိုဟိုကိုကတော့မောက်မာတာ ဟုတ်မမတဲ့ပုံစံတော့မဟုတ်ဘူးဒါပေမဲ့သူများအမြင်မှာအဲဒီလိုမျိုးလေးဖြစ်သွားတတ်တယ်အဲ့တော့ဒီတစ်ခုကိုတတိထားပါအဲ့တော့အမြင်ကိုကိုကို reflect လုပ်ပါအဲ့ဒီတစ်ချက်ကိုကအာဥပမာငွေကြီးလုပ်ငန်းကိုင်ငံယာတုကိစ္စပညာရေးကိစ္စအစတဖြစ်ပေါ့နော်ဒီတစ်ခုခုကိုအယုံစိုက်ပြီးတော့လုပ်တည်တဲ့ပုံထုံးသားသမီးဆိုလဲကိုလိုချင်တာဒီမရသေးဘူးဆိုရင်ကိုကိုကိုပြန်ပြီးတော့အဲ့အရာနဲ့ပတ်သက်ပြီးတော့ reflect ပြန်ပြီးတော့လုပ်ကြည့် ငါကဒီငွေကြေးနဲ့မထိုက်တန်ဘူးလို့ငါကအမြဲတမ်းခံစားနေရလို့လားငါကဒီရာတူးနဲ့မထိုက်တန်ဘူးလို့ငါကအမြဲတမ်းကိုယ့်ရဲ့မတိစိတ်မှာပါအဲထင်နေလို့လားကိုယ်ဒီပုံစံမျိုးအဲ pattern ဆွဲထားလို့လားတော့မဟုတ်ရင်ငါဒီဟိုကို့ တော့ဘဝမှာငါဘရောမအခက်ခဲအများကြီးပဲငါဘရောမအစမပြေနိုင်ဘူးငါဘရောမမအောင်ရနိုင်ဘူးလို့ကိုယ့်ကိုယ်ကိုအမြဲတမ်းပြောနေမိလားဒါတွေကိုပြန်ပြီးတော့သုံးသပ်စေချင်တယ်နော်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့ abundant အနေနဲ့ပတ်သက်ပြီးတော့ဒီလိုလေးပြန်ပြီးတော့သုံးသပ်စေချင်ပါတယ်အဲ့ April ကတော့ဗုဒ္ဓဟူးသသမီးအတွက်ဘလို့ lesson တွေပေးမှလဲဆိုတဲ့အခါကျတော့ကိုယ့်ရဲ့ပညာရေးနဲ့ပတ်သက်တဲ့ lesson တွေပေးလိုက်မယ်ကိုယ့်ရဲ့လေးဝတ်ချက်တွေ တဲ့ဝတ်ချက်တွေပေါက်ကြားတဲ့ပုံစံမျိုးနဲ့လူတွေရဲ့အကြောင်းကို lesson ပေးလိုက်မယ်။ကိုယ့်ရဲ့အလျော့ဝတ်ထားတဲ့ကိစ္စရဲ့ဒီစုံချက်ကိုအဲကိုယ့်ရဲ့အကြောင်းအရာတွေပြောထားရဲဆိုပါစို့အဲ့ဒီဝတ်ချက်တွေပြန်ပြီးဖော်ထုတ်ခံရတာမျိုးဒီလိုပုံစံမျိုးတွေနဲ့တိုက်ခိုက်ခံရတာဒီလိုပုံစံမျိုးတွေနဲ့ပုံထုပ်သသမီတွေကို April လက lesson ပေးထပ်တယ်။ ပညာရေးနဲ့ပတ်သက်တဲ့ lesson တွေပေးထက်တယ်အဲကိုယ့်ရဲ့အသိပညာနဲ့ပတ်သက်တဲ့ lesson မျိုးတွေပေးထက်တယ်ကိုယ့်ရဲ့စိတ်ခံစားချက်ကိုဘယ်လိုထိန်းချုပ်ရမလဲအဲဆိုတဲ့ lesson မျိုးတွေဗုဒ္ဓဘာသာသမီးတွေကိုပေးထက်ပါတယ် okay ဒါဆိုဗုဒ္ဓဘာသာသမီးတွေအတွက်ကတော့ mood message တွေကိုကြည့်ပေးပါမယ် April ရဲ့ mood message တွေအနေနဲ့ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ခက်ခဲတဲ့အချိန်တွေပြီးသွားပြီ နောက်ထပ်အချိန်ကောင်းပြီးရောက်လာပြီဆိုတဲ့ energy မျိုးပါအဲ့ကျွန်မအစခေါ်ခဲ့တယ်လို့ပါပဲဘုဒ္ဓဥဒသမီတွေက April လမှာကိုယ့်ရဲ့ရှေ့မှာစူးစမ်းခဲ့တဲ့ရလတ်တွေအရာထင်တဲ့ကာလဖြစ်ပြီးတော့အရှိကခက်ခဲတွေကြောခက်ခဲတွေပြီးသွားပြီးတော့ခက်ခဲတွေကြောဖြတ်ခဲ့ပြီးပြီးနောက်ထပ် cycle အစ်စ်တစ်ခုကိုချင်းနေဝင်ရောက်လာပြီဆိုတဲ့ energy မျိုးမှာရှိနေတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ကိုယ်ကိုပြန်ပြီးတော့ပုံစံတစ်တည်းပြန်ပြီးတော့တိဆောက်ပါ ပြောင်းလဲကောင်းနေမှာပါဝင်သွားအောင်လို့ကို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 ရဲ့ belief system နဲ့ကိုရဲ့အတွေးပုံစံတွေကိုရဲ့အပြုမှုတွေပြောဆိုတဲ့ပုံစံတွေအကုန်လုံးကိုပြန်ပြီးတော့ reflect လုပ်ကိုကောင်းတဲ့ပုံစံပိုကောင်းတဲ့ version မျိုးနဲ့ပြန်ပြီးတော့တည်ဆောက်နိုင်နေပြီဗုဒ္ဓသာသမီတို့ရလက်ကောင်းနေပို့ပြီးတော့ရလိမ့်တယ်ဖြစ်ပါလိမ့်မယ်ဆိုတော့ angel message လို့လည်းကျွန်မဖတ်ပေးပါမယ်ကိုတို့ဆရာကောင်းနေလမ်းပြလမ်းညွန်နဲ့ အဲလမ်းညွန်တဲ့သူလမ်းညွန်နိုင်တဲ့သူမျိုးတွေအဲကိုယ့်ကို supporting ပေးနိုင်တဲ့သူမျိုးတွေရဲ့အကူအညီတွေကိုရနိုင်တယ်အဲ့တော့ဒီလရဲမှာအေးအေးချမ်းချမ်းအေးအေးဆေးဆေးကိုယ့်ရဲ့စိတ်ကိုအတက်နိုင်ဆုံး in the peace ကိုမပြောက်စေဘဲနဲ့နေထိုင်ပြီးတော့လှုပ်ရှားရှိတာတွေပြောင်းလဲရမှာတွေကိုကိုကိုပြန်တုံးသက်ဆင်ခြင်ပြီးတော့ပြောင်းလဲပြီးတော့အောင်မြင်မှုစီကိုရှေ့ဆက်သွားရုံမှာပဲလို့ကျွန်မအဲပြောချင်ပါတယ်ဒီနေ့နှစ်သက်မလို့ထင်ပါတယ်